ရှောင်ဘူးဝဲဘူးဝဲဘောမှာပြီးတော့ဟိုဘက်ကထိုင်းတတ်တတ်ခိုင်းဟဲ့တတ်တတ်ခိုင်းဆန္နာမင်းဆန္နာမင်းမိသားဆောင်ဖို့ပြန်လာရှင်ဘသူမှမရှိတော့ဖြာဝင်ခင်းဖြာတယ်မာကြီးဆန္နာမင်းတို့ရေးတော့ပြီးပြန်လာပါအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ပြည်သူပေါင်း ဘေးရနေအကင်းရှင်းကြပါစေကောင်းသောသတင်းတွေကြားပြီးကောင်းမွန်စွာအိပ်စက်နားယူနိုင်ပါစေလို့ဥစွာပထမဆုမကောင်းတောင်းပါတယ်မြန်မာနိုင်ငံအနှံ့ပြားမှာရှိကြတဲ့အာနာရှင်ကိုတော်လှန်နေကြတဲ့ကျွန်တော်ချစ်ရတဲ့တိုင်းသားညီကိုမောင်တို့မများနဲ့ရဲဘော်ရဲဘက်များအားလုံးခလုံးမထီဆုမကြီးကြပါစေနဲ့လို့လည်းဆုမကောင်းတောင်းပါတယ်ကျွန်တော်ဒီနေ့တင်ဆက်မဲ့အစီအစဉ်လေးကနည်းနည်းထူးထူးခြားခြားဖြစ်တာပေါ့နော်ခေါင်းစဉ်ကလူရှင်တော်ရေးခင်းဆိုတော့ဘာကြောင့်လူရှင်တော်ရေးခင်းလို့ဒီခေါင်းစဉ်ကိုပြီးရလဲဆိုတော့တပြည့်ပြည့်နဲ့နောက်ပိုင်းကျမှ ေါ်လွင်လာပါလိမ့်မယ်အဓိကကတော့အဲကျွန်တော်တို့ပေါ့ပေါ့ပါပါတင်ဆက်မဲ့အစီအစဉ်လေးပါကျွန်တော်တကွက်စာကာတွန်းလေးတွေလည်းကျွန်တော်ရှားလာရတယ်ပေါ့နော်နောက်ကြတော့ကျွန်တော်ဒီမှာချစ်စရာကောင်းတဲ့တန်ချက်လေးတစ်ခုလည်းရှိပါတယ်အဲ့တော့အဲပြည်သူတွေနဲ့ကျွန်တော်တို့ ਨੇ ပေါ့ပေါ့ပါပါအဲလူရှင်တော်အရေးခင်းမလာခင်မှာပေါ့ပေါ့ပါပါနားစင်ရအောင်ပါဥစ္စာပရမကျွန်တော်တန်ချက်လေး16ပါပေါ့ရပါလီလို့ပြောရရင်တော့16ပါနားစင်ကြည့်ပါ ျွန်တော်တို့လက်ဖက်ရည်တောက်လဲဖောင်းတိုင်းဖောင်းတိုင်းဆိုပြီးတော့မင်းအောင်လိုင်းပုံနဲ့ဒါမျိုးလှုပ်ထားတော့ရည်လေခေါ်တယ်ပေါ့နော်အဲ့တော့မူရင်အဲတန်ချက်တီဆိုထားတဲ့ညီကောင်မောင်နှမတွေကိုလည်း credit ပေးပါတယ်အဲဒီမှာကျွန်တော်တို့ရုပ်တံဗီဒီယိုလေးတွေဖန်တီးထားတဲ့အဲညီကောင်မောင်နှမတွေကိုလည်းအဲလေးလေးစားစား credit ပေးပါတယ်အဲ့တော့ကျွန်တော်တို့တန်ချက်လေးအချစ်စရာလေးပေါ့နော်ဆိုတော့ကျွန်တော်လူရှင်တော်အရေးခင်ကဒီ ျွန်တော်ဘက်မှာလည်းနောက်ကျလို့ရှိရင်တန်ချက်နဲ့ပြန်ဆမှာပေါ့နော်ဆိုတော့အဲဒီမှာရေးထားတဲ့ rapper တွေလို့ဆိုရိုင်းတွေပေါ့နော်ရိုင်းတွေကကာယနေနဗေတွေကရမ်းမိုက်တယ်ကျွန်တော်တို့မိုက်တဲ့နေရာလေးတွေတစ်ချက်ပြန်နှားထောင်ကြည့်မယ်နော် ကက်ထိုင်တက်တက်ခိုင်ဟေးတက်တက်ခိုင်ဖိုက်တယ်နော်နာမေးဆန္နာမေးမိသားဆောင်မှုပြန်လာရှင်ဘသူမှမရှိဆန္နာဘာလဲဆန္နာမေးဆန္နာမေးမိသားဆောင်မှုပြန်လာရှင်ဘသူမှမရှိတော့ဖြာဝင်ခင်ဖြာတယ်မာကြီးဆန္နာမေးလက်ဖေးတော့ပြန်လိုက်ပါအောင်ဘာလဲလက်ဖေးတော့ပြန်လိုက်ပါအောင်ဘာလဲလက်ဖေးတော့ပြန်အောင် ပါတီထောင်ပြီးတော့ဆိုလိုတီးတယ်ကိုကိုကြီးเนาะမိုက်တယ်เนาะသူရိုင်းတွေอ่ะဘွဲတွေကလည်းမိုက်တယ်ဒီကောင်တွေဘွဲတွေอ่ะစစ်ခွေတွေကလက်နဲ့ချလို့လုံးရေးအတွက်စီအထုံးရေးအတွက် ီသူမုံလို့မေးအောင်လိုက်ကြီးနှလုံးလေးဟက်ပြီအလုံးလေးထွက်စီနှလုံးလေးဟက်ပြီမိုက်တယ်ဗျာဒါလေရေတောက်လဲဟောင်းလိုက်ဟောင်းလိုက်ကိုရဝဲလဲဟောင်းလိုက်ဟောင်းလိုက်တုတ်ဆိုင် ော့ကျွန်တော်တို့ဘွဲ့တွေအများကြီးနဲ့စစ်ချုံးကောင်စီကိုဘွဲ့တွေအများကြီးပေးထားတဲ့တန်ချက်လေးပေါ့နော်အရင်မိုက်တယ်အဲခရက်ဒစ်လည်းပေးပါတယ်ပြည်သူများအားလုံးလည်းဒီတန်ချက်လေးကြည့်ပြီးတော့ပျော်ရွှင်မယ်ပီတိဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့လူရှင်တော်ရေးခင်းဆိုတဲ့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်လေးကိုကျွန်တော်ရှင်းပါမယ်အဲ့တော့ကျွန်တော်မှလည်းအဲဒါကိုရှင်းဖို့အတွက်ဖွင့်ပြစရာတန်ချက်လေးတစ်ခုရှိတယ်ဒီတန်ချက်လေးကတော့ကျွန်တော်ဟာငါးကောင်ညီကုံမောင်နှမတွေ အဲကျွန်တော်တို့ဟာငါကောင်အစဉ်တစိုက်အားပေးကြတဲ့ပြည်သူတွေဆိုတိပီးသားဖြစ်ပါမယ်အဲကျွန်တော်တို့ညဉ့်ဉိုင်းအငိတ်ပြိုင်ပွဲမှာကျွန်တော်တို့ဟာငါကောင်ကြီးကိုယ်တွေပြည်သူကြိုက်ဆုံးစုနဲ့ဒုတိယစုနဲ့ရရှိခဲ့ပြိုင်ပွဲလေးရဲ့ပထမအုပ်စုပွဲပေါ့နော်ခဏလေးကျွန်တော်တို့ဒါလေးကိုခဏလေးပြန်ကြည့်ပြပါနော်မြန်မာပြည်ရဲ့လွတ်လပ်ရေးဟာပွဲလေး ်ခမရတို့တွေမြင်ကြည့်ကြသတိုင်းတော်မှာသူကြုံခံရဲဘော်သုံးချိန်အားသာသည်ကဘာတီတွေမမေ့ကြနဲ့ကဘာတီတွေမမေ့ပါနဲ့ရဲဘော်သုံးချိန်အားသာသည်ဘိုးချုပ်အောင်ဆံမာခဲ့တာတိုင်းရင်သားတွေစီလုံးကြသတိုင်းရင်သားတွေစီလုံးကြသဘိုးချုပ်အောင်ဆံမာခဲ့တာကို့ဘိုးချုပ်ကိုနေစားရင်ဘိုးချုပ်စကားကိုမပယ်ရှားနဲ့ဘိုးချုပ်စကားကိုမပယ်ရှားနဲ့ဘိုးချုပ်ကိုနေစားရင်ဘိုးချုပ်အောင်ဆံရှိနေရင်မြတ်မောက်ခေတ်ကိုဘယ်လို မာရီစိတ်ကတော့ဟုတ်တယ်ညမှာတော်ပြီးတော်နေတကယ်ညာနေကြတော့သုံးမကြကြဘူးတိုင်းရင်သားချင်းချင်းညီညွတ်ဖို့နေနေတာတာမမအကြီးကန်တဲ့ nationality ဘောလုံးပွဲမှာတော့ရန်ကုန်သင်းနဲ့နေပြီးတော့သင်းရန်နေဖြစ်လို့ပွဲကြည့်စဉ်ကခုံနေကြိုးတယ်လို့ကြောက်ကြာနေတဲ့မှာဖတ်လိုက်ရတယ်ဟာဟာအဲဒီလိုတောက်ကြည့်နေလဲဆိုရင်ဒါမဲ့23ချိန်တော့စီးကိမ်းမှာတို့မှမှာဒီစောက်ချက်ပွဲမှာမြင်အောင်သေးတယ်ကိုယ်လက်ကိုကိုမလောက်ကြဘူး နေရင်မြန်မောင်းတဲ့သူကနေရင်မြန်ကိုကောင်းငင်ပေါ်မှာမမောင်းမဲ့တဲ့ခွင်းနဲ့ကိုစင်းမောင်းတော့ဘာမဆိုင်ညာမဆိုင်ဆိုင်ကယ်မောင်းတဲ့ဥပြကြားရတယ်တေးရဟုတ်ကဲ့ဘုံတလုံးကနိုင်ငံတော်အစိုးရက1500နဲ့ချပေးတာကိုတသိန်းနှောင်းပေးဝယ်ရတယ်လို့တချို့ကပြောကြတယ်တချို့အုပ်ချုပ်ရေးမှုမိမ့်ပါတယ်ဆိုလို့ရှိရင်ဖုံးဆိုင်ဒီလုံးထားပွင့်ကြတယ်အဲဒါလို့စောက်ကျင်နေရှိနေတဲ့ကာလပတ်လုံးကျုပ်တို့ဗမာပြည်ကြီးမယ်ဖုံးတလုံးကို90နဲ့ချပေးတာတော့9000ပေးဝယ်ရမယ်လို့ကျုပ်ကရဲရဲကြီးပြောရတယ် ကျွန်တော်တို့မြန်မာနိုင်ငံမျက်မှောက်ခေတ်ကိုဗိုလ်ချုပ်ပြောသွားတာအရင်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေလည်းမပြောရဲလို့မပြောဖြစ်ဘူးအခုလူစုံလို့ရှင်းပြတကယ်လို့များကျွန်တော်တို့နိုင်ငံအတွက်ခင်ဗျတို့တဲ့ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ဗိုလ်ချုပ်ကပြောစရာများရှိရင်ဗာမြန်ပြောချင်သေးပါလေခင်ဗျာကျုပ်အခုပြောဖို့မေ့သွားတယ်အဲဒီလိုစောက်ကျင့်နေရှိနေတဲ့များကာလဘလုံးကျုပ်တို့ဗမာနိုင်ငံကြီးကဘာတယ်လို့နိုင်ငံကြီးပဲဖြစ်နေမှာပဲလို့ကျုပ်ကရဲရဲကြီးပြောရတယ်အဲ့တော့ ဒီရုပ်တံဖိုင်နဲ့ကျွန်တော်ရှိမှပြောခဲ့တဲ့လူချင်းတို့အရေးခဲနေရဘာဆိုင်လဲဆိုတော့အခုမှစမှာပေါ့နော်ဥစ္စာပရမတော့ကျွန်တော်ဒီရုပ်တံဖိုင်ကိုကြည့်တိုင်းအမြဲတမ်းအဝန်တာဂျီနူးဖြစ်ရတယ်လို့ဘာကြောင့်ဝန်တာဂျီနူးလဲဆိုတော့ဒါကျွန်တော်တို့ရဲ့အားငါးကောင်ရဲ့တမိုင်းတစ်ခုပေါ့နော်ကျွန်တော်တို့ညီကိုရဲ့တမိုင်းတစ်ခုဒါပေမဲ့ဝန်နေစရာကောင်းတာအဲကျွန်တော်တို့ရဲ့ဆရာရင်းဖြစ်တဲ့ဆရာဦးအေရာပေါ့နော်တပည့်ကြီးပြိုင်ပွဲဝင်နေကြအောင် ောက်ကလက်ခု DV အားပေးနေတဲ့ဆရာကိုလည်းလွှမ်းနေနောက်ဥမြတာကြီးရောပေါ့လွှမ်းစရာကောင်းပါလေအဲ့တော့ဒီပြိုင်ပွဲကကျွန်တော်တို့ဟာငါကောင်ဖြည့်မှာပြောခဲ့တယ်လို့ဒုတိယဆုရတယ်ပြိတက်အကြိုက်ဆုံးဆုရအဲ့ဒီလိုပြိုင်ပြီးွားလို့ရှိလို့ရှိရင်သူကအောက်မှာရှိတဲ့ပြိတက်တွေရဲ့နောက်လူရှင်တော်တူးဦးရဲ့ကိုအဲကျွန်တော်တို့ပြိုင်ပြိုင်ပွဲဝင်သွားတဲ့လူရှင်တော်တွေပေါ်မှာလူဝဲချက်အာနေချက်နောက်အာတာချက်လေးတွေပြောခိုင်းတယ် ်ပြောခိုင်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပြိုင်ပြီးတဲ့အချိန်မှာခင်လိုင်ကကျွန်တော်တို့မတ်ချက်ပေးရမတ်ချက်ပေးရသူအဲ့မတ်ချက်ပေးတဲ့အခါမှာဘာပါလဲဆိုတော့လူရှင်တော်တွေဆိုတာရည်စရာညညာပြောပါဘောနော်လူရှင်တော်တွေနဲ့နိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတဲ့ဟာမျိုးပြောသွားတာပေါ့ဗျာနိုင်ငံရေးတွေကြီးပဲအဲလက်ခုပ်တီးဖို့တွေကြီးပဲမပြတ်ပါနဲ့ လူရှင်တော်ဆိုတာရည်စရာများများပြောမှလူရှင်တော်လူတတ်မှတ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောသွားတယ်အဲကျွန်တော်တိုက်တိုက်ဆိုင်ဆိုင်ပြကျွန်တော်တို့အဖွဲပြိုင်တဲ့အချိန်ကြတော့မှခင်လိုက်နဲ့သွားတိုးတယ်ဆိုတော့ဒါပေမဲ့ရတယ်ဒါ तू ကကျွန်တော်တို့မှတ်ချက်ပေးတယ်โอเคပေါ့နော်ပြီးသွားပြီအဲကျွန်တော်တို့တိုင်ပွဲပြိုင်ပြီးတဲ့အခါမှာအုပ်စုကတတ်တဲ့အဖွဲကြီးညင်ညာတဲ့အခါမှာကျွန်တော်တို့ပါတယ်ပေါ့ ကျွန်တော်တို့ပါတဲ့အခါမှာအဲကျွန်တော်တို့ဒါနောက်ရက်မှနောက်ရက်မှเนาะကျွန်တော်တို့ပြိုင်ပြီးတော့နောက်ရက်ကြတော့မှပြိုင်ပွဲမှာဘသူတွေကအုပ်စုတက်သွားတယ်ဆိုတာကြင်ညာတာကြင်ညာတော့ကျွန်တော်တို့ဟာငါးကောင်ပါတယ်ပါတော့စုကြင်ညာပြီးတဲ့အချိန်မှာကျွန်တော်တို့အောက်ဆင်းကတော့မီဒီယာတွေကအင်တာလာဗျူးတယ်လာဗျူးတော့ကျွန်တော်ဘက်မှာဆိုတိုးကြော်ကဟိုစင်ပေါ်မှာသာလေးပြက်လုံးကိုဟာငါးကောင်မှာ तू အပြက်ဆုံးပဲကျွန်တော်ဆိုအများတန်းစတယ်တိုးကြော်မင်းပြက်နေတာကဟိုကျန်တဲ့ လူရှင်တော်၄ယောက်ငါတို့ကျန်တဲ့၄ယောက်ရဲ့၃ညစာလောက်ရှိတယ်လို့အမြဲတမ်းစတယ်သူသူကပြည်သူပေါ်မှာရဟန်းစေတနာထားတယ်ပြက်လို့အနာခံပြီးပြက်တယ်ဒုကျော်ကဆိုတော့ဒါမဲ့သူ့မှာပြက်တနာအဲ့မီဒီယာတွေနဲ့ဖြေတာတို့ကျန်တဲ့ကျွန်တော်တို့ပေါဝင်းကြီးရလူတွေနဲ့စကားပြောပြောလို့ရှိလို့ရှိရင်သူကရင်ထဲမှာရှိတဲ့အတိုင်းပြောတယ်ဗျာဟိုဆိုလိုတာစကားပြောမကောင်းဘူးပေါ့ဆိုတော့အင်တာဗျူးဖြေတဲ့အခါမှာတိုးကျော်ဖြေတဲ့အလှည့်လေးရောက်ကိုတိုးကျော်ဘာဖြေလဲဆိုတော့ ကျွန်တော်တို့ကတဲ့အဲဆိုင်းနောက်ထတွေပေါ့နော်ဆိုင်းနောက်ထဆိုတော့တညာလုံးခါတူဝက်ပဲဆိုင်းဝိုင်းရှိမှာ꿰ထားတော့ခါတူဝက်တွေပေါ်တာတော့မှကျွန်တော်တို့ရည်စရာတွေအများကြီးပြောခဲ့တာဆိုတော့ကျွန်တော်တို့ရည်စရာတွေအများကြီးပြောပါဦးမယ်လို့တိုးကြောသူ့ရင်ထဲမှာရှိတဲ့အတိုင်းရိုးရိုးသားသားပြောတာပြောတဲ့ဟာဒါလိုက်လွဲ့နေတဲ့ဒီ SkyNet ကနေတူပါတယ်လိုက်လွဲ့နေတဲ့အထဲမှာတိုးကြောပြောတယ်ပြောတော့အင်တာဗျူးဖြေပြီးတော့မိနစ်ပိုင်းလောက်ပဲကြာတဲ့အချိန်မှာ ကျွန်တော်ဖုံးဆက်တယ်ဘသူတင်လဲခင်လိုက်ဟာကျွန်တော်ဖုံးဆက်တယ်ဒါကျွန်တော်ဒီအကြောင်းကိုတိတ်ဟိုတိတ်မပြောပြတာမဟုတ်လုံးလုံးမပြောပြဘူးပေါ့နော်ကျွန်တော်တို့ဟာငါကောက်ညီကိုပဲပြောပြတဲ့စကားပေါ့ဘာဆက်လဲဆိုတော့အဲ့အတိုင်းကြော်တယ်မင်းတို့ကငါနိုင်ငံကြီးမပြတ်နိုင်လို့ပြောတာဟုတ်ရည်စရာကြီးလဲကျွန်တော်တို့ကပြတ်တက်တယ်ရည်စရာကြီးလဲပြတ်ပြပါမယ်ဆိုတော့ဒါမင်းတို့ကငါ့ကိုတက်တက်စိန်ခေါ်တာဆိုပြီးတော့ဘလိုက်ကျွန်တော်ဖုံးဆက်ပြီးတော့ အဲ့တော့မင်းတို့၅ယောက်နဲ့၅တယောက်တည်းနဲ့တိုင်ပြက်မယ်ကွာဆိုပြီးတော့ဘလိုင်းထစိန်ခေါ်တယ်ဆိုတော့တိုးကြော်ပါဗျာဒါ तू ရေရိုးသက်သက် तू ပြောတတ်တဲ့အတိုင်းပဲပြောတာကျွန်တော်နိုင်ငံရေးတွေမဟုတ်ဘူးရည်စရာကြီးလဲဘလူပွဲကြရင်ပြက်ပြပါအောင်မယ်လို့ပြောတဲ့အပေါ်မှာသူ့ကိုပြောပါတယ်ဆိုပြီးတော့ဘလိုင်းစိန်ခေါ်တော့အဲကျွန်တော်အဖွဲ့မှာကိုတိုးကြော်တို့တူကြီးတို့ဝိုင်းကြော်တတ်ပါကျွန်တော်ငဲတယ်ငဲပေမဲ့ကျွန်တော်ဝိုင်းတားရတာပေါ့နော်သူတို့သူတို့လည်း လူငယ်စိတ်ဆိုတော့ဒေါကန်ဒေါကန်တာပေါ့ကိုတိုးကြီးနဲ့ကိုပိုးလေးနဲ့က30ကျော်ကားစားလေးပဲရှိအောင်မယ်အဲကျွန်တော်နဲ့ပြည်ကျော်နဲ့ပြည်ကျော်ဆိုလို့ရှိလို့ရှိရင်18 18လောက်ပဲရှိမယ်နဲ့တူတယ်အဲကျွန်တော်တို့ဝိုင်းကျော်တို့က20ပတ်ချာလေဒီပေါ့ဆိုပြည်ကျော်ဘာထပြောလဲဆိုငါပြိုင်မယ်တဲ့ခင်လိုက်နဲ့တဲ့ငါရောက်မလို့ဘူးတဲ့တယောက်တည်းပြိုင်မယ်တဲ့ပြည်ကျော်ကရောက်မင်းအဲ့လိုပြောလို့မရဘူးဖုံးပြန်ဆက်လိုက်တယ်ပြိုင်မယ်တဲ့ရှုံးလို့ရှိလို့ရှိလို့ရှိရင်ပြည်ကျော်ရှုံးတာွားတဲ့ဘာမှဖြစ်ဘူးတဲ့ ပြည်ကျော်မနေ့တနေ့ရမှလူရှင်တော်ဖြစ်လာတာလူရှင်တော်တတ်နုသေးတယ်ဒီကောင်ကတတ်တလုံးလူရှင်တော်လှုပ်လာတဲ့ခင်လိုင်กว่าတဲ့သူရှုံးရင်သူစောက်ရက်ပွဲมาတယ်ဒါလူငယ်တွေကိုစိန်ခေါ်စရာမလိုဘူးပေါ့ဆိုပြီးတော့ပြဿနာကြီးဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြတော့အဲပြဿနာကြီးဖြစ်ကြတယ်မဟုတ်သူတို့ဘက်ဖြစ်တယ်ပေါ့ကျွန်တော်ဘက်ကတော့ဝိုင်းညပြည်ကျော်ဝိုင်းချော့လိုက်ကြတာပေါ့ပြည်ကျော်ကသုံးဆန်တိုင်းဒေါသလည်းကြီးရဲ့ကောင်ဆိုတော့ဒါတကောင်ဝိုင်းချော့လိုက်တယ်ပေါ့ဗျာရောကျွန်တော်တို့ကရှင်းရှင်းပြောရင်တော့ကျွန်တော်တို့ကအငယ်တွေဆိုတော့အလျှော့ပေးလိုက်တယ်ပေါ့ဗျာဆိုတော့ ဘောလူပဲရောက်သွားတယ်ဘောလူပဲရောက်သွားတော့ဘောလူပဲမှာဘယ်နဲ့ဖွဲ့ပြန်ရလဲဆိုတော့6ဖွဲ့ပြန်ရဘောလူပဲမှာ6ဖွဲ့ပြန်ရတယ်ကျွန်တော်မှတ်မိတဲ့လောက်ကအဲကျွန်တော်ဟာငါးကောင်အဲဒီစတာအဲဒီစတာနောက်မြမပီစတာနောက်ရွှေမြင့်မူကိုချစ်လူလူတို့ပေါ့နော်ရွှေမြင့်မူနောက်အညာကကိုစိတ်မြဘူးလို့အဖွဲလားမသိဘူးတစ်ဖွဲ့ပါတယ်အဲနောက်တစ်ဖွဲ့ပေါ့ကျွန်တော်6ဖွဲ့ပြန်ကြတဲ့အချိန်မှာ ခင်လိုက်တဲ့ဒိန်းတော်ကဘာလုပ်လဲဆိုတော့လူကြီးလူကောင်းဆန်စွာပဲတပွဲပြိုင်ဘူးလို့ရှိလို့ရှိရင်တသိန်းစုငွေချတာဒါသူ့ပဇံနဲ့သူချတာသူ့ကိစ္စပေါ့နော်ဆိုတော့ချတယ်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 6ဘွယ်ကို9ဘွယ်လုံးကို9သိန်းစုချတာပေါ့တပွဲ9သိန်းစုချရင်ကျွန်တော်တို့အဖွဲတပွဲတည်းဟုတ်ပဲစုမချဘူးသူကတပွဲပြိုင်ဘူးလို့ရှိရင်ခင်လိုက်ဒိန်းတော်ကမြန်မာပြည်စတားဖွဲ့ကိုစုတော့ငွေတသိန်း ဂိလိုင်းဒိန်းတော်မှမြန်မာပြည်အဲဒီစတားအဖွဲ့ကိုစုတော်ငွေတသိန်းဘယ်အဖွဲ့ကိုတသိန်းဘယ်အဖွဲ့ကိုတသိန်းပေါ့ကျွန်တော်တို့အဖွဲ့ကိုတသိန်းမချဘူးပေါ့ပေါ်တင်ပေါ့တော့ရှေ့မှာလုံနေတာလုံနေတာဆိုတော့ဆရာကြီးတွေဆိုတော့လူကြီးလူကောင်းတွေဆိုတော့ဆိုတော့ပြီးသွားတော့ပေါ့ပြိုင်ပွဲပြိုင်တဲ့အချိန်မှာဒုတိယစုရဲ့ကျွန်တော်တို့ကပြိဿကြိုက်ဆုံးစုရဲ့ရတယ်ကျွန်တော်တို့မတ်မောတာလေအများတိုင်းပြောတယ်ကျွန်တော်တို့ဟာငါးကောင်ကမိုးရံပြိုင်ပွဲတုန်းကလေကျွန်တော်တို့က နှစ်သိပ်စုပဲရတာဒါပေမဲ့ပြိသက်အကြိုက်ဆုံးစုရတယ်မဲနဲ့ဆုံးဖြတ်တဲ့အခါမှာကျွန်တော်တို့ကပြိသက်အကြိုက်ဆုံးစုရအဲနောက်ဒီအခုငញ្ញိုင်းတိုင်ပွဲမှာလဲကျွန်တော်တို့ကပြိသက်အကြိုက်ဆုံးစုရကျွန်တော်တို့ကအဲ့လောက်တယ်လုံလောက်တယ်ဒါပေမဲ့တကယ်တိုင်ပွဲရဲ့စီမင်းစီကံထဲမှာလူရှင်တော်တကူတော်ပေါ့နော်တယောက်တည်းအကောင်းဆုံးစုပါတယ်နောက်လူရှင်တော်အဖွဲလိုက်အကောင်းဆုံးစုပေါ့နော်ဒီမင်းသမီးတွေ အဆိုင်တွေမပါပဲနဲ့လူရှင်တော်တွေအဖွဲ့လိုက်အကောင်းဆုံးစုပါတယ်တခြားမင်းသမီးအကောင်းဆုံးစုတွေလည်းပါတယ်ပေါ့ဆိုင်အကောင်းဆုံးစုလည်းပါလာတော့မသိဘူးဒါပေမဲ့မင်းသမီးအကောင်းဆုံးစုကိုလည်းပေးလိုက်တယ်အဆိုင်အကောင်းဆုံးစုကိုလည်းပေးလိုက်တယ်လူရှင်တော်တကူတော်အကောင်းဆုံးစုနဲ့အဖွဲ့လိုက်အကောင်းဆုံးစုမပေးဘူးမပေးတာပွဲစီစဉ်သူတွေကမပေးချင်လို့မပေးတာမဟုတ်ဘူးနောက်မှကျွန်တော်တို့ဟားကားကောင်လာရှင်းပြတယ် မင်းတို့ကကြံတဲ့စုတွေရမရတော့မကြိမ်းသေးဘူးပေါ့နော်ရလို့ရှိရင်လေကောင်းကောင်းမွန်မွန်မင်းတို့ဟိုမင်းတို့ ਨੇ ထိုက်တန်လို့ရတယ်လို့ပဲသဘောထားပါဒါပေမဲ့လူရှင်တော်အကောင်းဆုံးစု ਨੇ အဲတကူတော်အကောင်းဆုံးစု ਨੇ အဖွဲ့လိုက်အကောင်းဆုံးစုတော့မပေးပြရစီနဲ့တော့တဲ့မပေးပြရစီနဲ့တော့ဆိုရဲကတေချာတယ်လေကျွန်တော်တို့အဖွဲ့ဒီနှစ်စုလုံးကကျွန်တော်တို့အဖွဲ့ပဲရမှာမို့လို့ဟိုဒါလူကြီးတွေကကျွန်တော်တို့နားချတာပေါ့ ဘာဖြစ်လို့လဲဆိုတော့မင်းတို့အဲ့စုနှစ်စုထပ်ပေးလိုက်လို့ရှိလို့ရှိရင်လူရှင်တော့အရေးကြီးဖြစ်သွားလိမ့်မယ်ဆိုတော့ဒီပြိုင်ဝဲကြီးမှာကျွန်တော်တို့အားငားကောင်နဲ့ဒီအင်အားကြီးတဲ့လူကြီးတူကောင်ဆန်တဲ့လူရှင်တော်နှစ်ယောက်ကဒီခင်လိုက်တဲ့တိန်းတော်ကစိတ်ဆွပြီးတော့ကျန်တဲ့အဖွဲတွေကိုစုချပြီးတော့စိတ်ဆွပေးနေတဲ့ပုံစံဖြစ်တာပေါ့နော်။ Okay ပါအဲ့တော့ကျွန်တော်တို့ကရပါတယ်ကျွန်တော်တို့ရတဲ့စုပဲယူပြီးတော့အေးစေးစေးဟိုအဆင်ပြေပါတယ်။ ကြံတဲ့ဟာတော့ကျွန်တော်တို့ဒီစုတွေကမရလဲဘာမှမဖြစ်ပါဘူးဆိုတဲ့အခိုက်တန်ကာလတခုကိုကျွန်တော်တို့ဟာငါးကောင်ကြီးကိုငငယ်ရွယ်ရွယ်မှလည်းဖြတ်ကျော်ဘူးပါเนาะဒါကတော့နောက်ပိုင်းကျတော့ဒီဘဲတွေကျွန်တော်တို့အဲဒီဒိန်းတော်ရဲ့မိဘကျေးဇူးဆက်ဖရားမှာကျွန်တော်တို့ဖရားပွဲလားဒီထီးတင်ပွဲလားဘာလားမသိဘူးအဲ့မှာကျွန်တော်တို့ညီကိုတွေဟိုတွားရောက်ပြီးတော့ဖြောပြပြီးတဲ့အခါမှာတော့ဒီဘဲတွေကျွန်တော်တို့တောင်းပန်ပါတယ် တောင်းပန်ပါတယ်ကန်းကြီးတွေကိုတောင်းပန်ပါတယ်ပေါ့နော်ကိုတို့နားလည်မှုတွေလွဲခဲ့တာတွေရှိတယ်ဆိုတော့အားမျိုးတော့ရှိပါတယ်ဒါပေမဲ့ဒီနေ့မှာပြန်ပြောပြစ်တာကျွန်တော်ပုံမှန်ဆိုရင်တော့မပြောပြစ်ဘူးပေါ့နော်ဒီဘဲတွေတော့တော်တော်မနီရဆိုလေဒိန်းတော်ရဲ့ဘောမတဲ့ဘောမချက်ကကန်းကုံဝါတာကြောင့်ဒါကျွန်တော်ဒီနေ့မှာတော့ဒါတော့ငါပြည်သူသိအောင်ပြောပြအောင်မယ်ဆိုတဲ့ဟာမျိုးပြောပြတာပါကျွန်တော်ဟိုအောက်ဖက်လန်တာလည်းမဟုတ်ဘူးဟိုဒါပြောပြီးတော့ ဗလိမ်းပြီးတော့ကျွန်တော်တို့ဒီဘဲတွေကိုကျွန်တော်တို့ဖိနှိပ်တာလည်းမဟုတ်ဘူးဒါကတကယ်ဖိရမှန်ဖြစ်တယ်တမိုင်းတစ်ခုမှာ ကျွန်တော်တို့ဟာငါကောင်စဟိုနည်းနည်းလေးပပလေးကျွန်တော်တို့ပြည်သူအတိမတ်ပြုတ်တဲ့အချိန်တည်းကစပြီးတော့ဒီဘဲတွေကကျွန်တော်တို့ဟိုနေနာတာပေါ့နော်ဖန်နေနာကိုကျွန်တော်တို့ကလည်းမရအောင်ကျွန်တော်တို့ဟာငါကောင်ကလည်းအဲ့ချိန်တည်းကြိတ်မယ်ဆိုတဲ့ကောင်တွေပဲဆိုတော့ပြည်ကျော်ကတော့ စောကလို့ငါနဲ့ခင်လိုက်နဲ့ပြိုင်ပြက်မယ်ဆိုတဲ့ဟာမျိုးလုပ်ခဲ့ဘူးလားပေါ့ကျွန်တော်တို့ကတော့နောက်လူငယ်ဆိုတော့ငါတို့ကလူငယ်တွေပဲလေနားလေပေးလိုက်ပါဆိုတဲ့အကွက်မျိုးလုပ်လိုက်ရတာပေါ့โอเคပါဒါကကျွန်တော်ရှိမှပြောထားတဲ့ဒီကောင်းစင်မှာပါတယ်လူရှင်တော်အရေးကြီးဆိုတဲ့ဟာကိုအပြည်သူတွေယူကြုံကြိုက်တော့မို့လို့တတ်တက်လာရှင်းပြတာโอเคပါနောက်ဒီမှာကျွန်တော်တစ်ခွက်ကာတွန်းဒါလေးအရန်သဘောကြပါပဲအခုအဲဒီမှာကျွန်တော်တို့စစ်ခွေးယူနီဖောင်းနဲ့ ဒါအကောင်ကြီးကြီးအမီးရှိကြီးတကောင်မို့ဒါမင်းအောင်လိုင်းလားတော့မသိဘူးကျွန်တော်မင်းအောင်လိုင်းမင်းအောင်လိုင်းဖြစ်ဖို့များတယ်ဒီကောင်ရုပ်ကိုလည်းကျွန်တော်ကသေချာနောက်ပိုင်းကျတော့မကြည့်တော့ဟိုမမှတ်ထားတော့အဲအခုမဲစင်းနေမားနေပါလေတဲ့အဲခုမဲစင်းနေမားနေပါလေဒီဘက်မှာကျွန်တော်တို့ငါးရောင်းနေတဲ့စင်ရသားတော်ရတယောက်ကဓမာကြီးထောင်ပြီးတော့ပြောလိုက်ဒါဆိုငါတို့အာနာလာသိမ့်တော့မယ်ဟေ့ဆိုတဲ့ကာတွန်းလေးကိုတွေ့ပါတယ်အဲ ငွေရေးရေးသားထားတဲ့ကတ်တွန်းဆရာကိုလည်းလေးလေးစားစားကျေးဇူးတင်ပါတယ် credit ပေးပါတယ်ခင်ဗျာโอเคပါအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ DJ တတ်တက်ခဲရဲ့ interview လေးတစ်ခုနဲ့ကျွန်တော်တို့ဒီအစီအစဉ်ကိုနှုတ်ဆက်ပါမယ်ခင်ဗျာเนาะဒါဟိုကျေးဇူးပါရှင်အခု PDF တင်လေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာ ဆိုလို့ရှိရင်တီးတန်းတော့ဟိုပါပေါ့သူတို့ဆုံးဖြတ်ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူးရေရတယ်နော်တော်တော်ရေရတယ်ကျွန်တော် PDF တွေကလက်နဲ့မကင်ပဲနဲ့အလင်းဝင်တယ်ဆိုလို့ရှိလို့ရှိရင်အဲနူးနူးထွေးထွေးကြိုဆိုနေပါတယ်အခုအစိုးရလည်းကြိုဆိုနေပါတယ်ကျမတို့ကနွေးထွေးဆိုတာကိုကြိုဆိုပါမယ်နော်အခုအစိုးရလည်းကြိုဆိုနေပါတယ်ရှင်အဲ့ဒါတော့အဲ့ဒါလေးအဖြေကတော့ရှင်းပါမယ်အဲနောက်တစ်ခုပြည်သူစစ်မှုတန်းဥပဒေပေါ့နော်ဆိုလို့ရှိရင်ပြည်ပြည်သူစစ်မှုတန်းထမ်းခြင်းက ကျွန်တော်တို့မြန်မာတနိုင်ငံနဲ့ထူးပြီးတော့မှဆောင်ရွက်နေတာမဟုတ်ပါဘူး။ကျွန်တော်တို့အင်္ဂလိပ်ဖြစ်တဲ့ထိုင်းမှာလည်းရှိတယ်။စင်ကာပူမှာလည်းရှိတယ်။ပြီးလို့ကိုရီးယားတွေဘာတွေမှာလည်းရှိတယ်။တော့ကျွန်တော်တို့မသိတဲ့တခြားနိုင်ငံတွေလည်းရှိနိုင်တာပေါ့နော်။အဲဆိုလို့ရှိရင်အဲရှိပါလေရှင်နံပါတ်1ကအဲအဲ့တော့ကျွန်တော်တို့တခြားထိုင်းမှာလည်းစစ်မှုတန်းရှိတယ်။ နောက်ကိုရီးယားမှာလည်းစစ်မှုတန်းရှိတယ်ပေါ့နော်။ကြာအိန္ဒိယတို့ဘာလို့နိုင်ငံမှာလည်းစစ်မှုတန်းရှိတယ်ဆိုတာမျိုးပြောသွားတယ်။ဒါပေမဲ့ပြဿနာကအဲ့နိုင်ငံတွေကပေါ်တာမစွဲဘူး DJ မရဲ့။ပေါ်တာမစွဲဘူး။အခုဝန်ထုတ်ဝန်ဘိုးဖြစ်နေတာပါလဲဆိုလို့ရှိရင်အဲဒီဥပဒေကိုအကောင့်ထည့်တဲ့အကောင့်ထည့်ပေါ်တဲ့ပုံစံပေါ့။အကောင့်ထည့်ပေါ်တဲ့ပုံစံဟိုပါပေါ့။မှားယွင်းနေတာတွေရှိတာပေါ့နော်။ဒီအောက်ခြေမှာဟိုအကြောက်တရားတွေနဲ့ဟိုကြောက်မန်းတီးတော့ပို့ချောက်တယ်။ အဲပြီးလို့ရှိရင်ဒါတွေနဲ့ဟိုဝင်တက်နေတာတွေရှိတယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့တေချာစီစစ်လေ့လာပြီးလို့ရှိရင်လောက်ထုံးလုံးကြီးကိုအတိအကျပေါ့ SOP လိုမျိုးလေလောက်ထုံးလုံးကြီးအတိအကျနဲ့ကျွန်တော်တို့အကောင့်ထက်ပေါ်လို့ရှိရင်လူတိုင်းကကိုယ့်လက်ဘယ်တော့ကြမလဲဆိုတော့ကြောင်းရွံ့နေတဲ့စိတ်မရှိရအောင်ပေါ့နော်အဲအဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်လို့ရပါချင်းအဓိကအကောင့်ထက်ပေါ်တဲ့နေရာမှာအဟိုပေါ့ဖြစ်နေတာဖြစ်ပါချင်းဥပဒေကြောင်းမလို့မဟုတ်ပဲနဲ့လေဥပဒေကြောင်းမလို့မဟုတ်ဘူးအဲဟာဒီစစ်မှုတန်းက စစ်ဘူရန်ဥပဒေကြောင့်ကျွန်တော်တို့ပြည်သူတွေကစိုးရင်ကြောက်ရွံ့နေတာမဟုတ်ဘူးပေါ့နော်အောက်ခြေမှာဂွင်တက်နေတဲ့လူတွေရှိတယ်ဒါကြီးလဲသူတို့သိတယ်ဒီပေါ်တာဆွဲတဲ့ကိစ္စကြီးလဲသူတို့သိတယ်အဲဒီလူစားထိုးတာကြီးလဲသူတို့သိတယ်ဒါပေမဲ့ပြည်သူတွေကဒါကြောင့်ကြောက်နေတာမဟုတ်ကဲဘာဆက်ဘာဆက်ပြီးတော့သူကလင်ကကြည့်ပြောမှလည်းမသိဘူးကြာနည်းနည်းတော့ရုပ်တံဖိုင်ယာဝါနေတယ်နော်ဒါခွင့်လို့ပြပါဝါသူတို့မျက်နာကတော့ဟိုကြည်ကြည်လင်းလင်းမမြင်ရလေပိုကောင်းလေဆိုတော့ပြည်သူတွေအတွက်အဆင်ပြေမှာပါ ပြီးလို့ရှိရင်တော့အဲအဲလုံထုံးလုံးนี่အတိအကျပေါ့နော်ဒါနောက်တစ်ခါငါးတွေတော့အဲအဲတို့ဥဥတို့သူတော်တော်ထက်နေတယ်ဗျာတိလာသူပြောနေတဲ့စကားတွေသူမယုံတော့ဘူးနောက်ကျတော့လိုအပ်ချက်အရာကျမတို့ကဒါဒီဥပဒေက2030တုန်းကကျမတို့ကပြဋ္ဌာန်းထားတာလေသို့တော်လဲမလိုအပ်သေးတော့ဒီဥပဒေကိုအသက်မသွင်းသေးတာပေါ့နော်ဆိုလို့ရှိရင်အခုနောက်ပိုင်းလိုအပ်လာတဲ့အခါကျတော့ဒါကိုအသက်သွင်းလာတယ်ပေါ့နော်အသက်သွင်းလာတဲ့အခါကျတော့ကဲ ဘယုံဒုက္ခတွေပြောတာတော့တော်ပါပြီဗျာဒီစစ်မှုတမ်းဥပဒေက2010မှာအဲစပြီးတော့တို့အကောင့်တေဖို့ဖို့စီစဉ်တယ်ဒါပေမဲ့မလိုအပ်သေးဘူးပေါ့နော်အခုကြမှဒီနှွေဦးတော်လိုက်ရေးကြမှလိုအပ်တယ်ဆိုတော့ဒါစစ်ရုံးနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးသူပြောတာပါဒီကာလမှာမှသူကစစ်မှုတမ်းဥပဒေကိုမတရားပြည်သူတွေကိုမတရားဒီစစ်မှုထမ်းမှုအတွက်တိုက်တွန်းနှိုးဆော်ရမယ်အာဓမစစ်မှုထမ်းမှု တို့ကစီစဉ်နေပေါ့ဗျာဘာကြောက်လဲဆိုတော့မရောက်နိုင်ကစစ်ရှုံးနေပြီဆိုတဲ့ဟာမျိုးပြောသွားတာပေါ့နောက်မှာတော့ဘယုတ်ဒုက္ခတွေပြောထားတာရှိပါသေးတယ်ပြည်သူတွေလည်းအဒီဒီလောက်နားထောင်လာလို့ရှိလို့ရှိရင်ဒီတက်မတော်ရဲ့သဘောထားအမှန်ကိုသိသွားတော့ပါပြီစစ်ရှုံးနေတဲ့အတွက်တို့ကပေါ်တာဆွဲတယ်စစ်မှုတမ်းမှုအတွက်လှုပ်ဆောင်နေတယ်လို့တတ်တက်ခံ DJ တတ်တက်ခံကတော့ဝန်ခံသွားတာဖြစ်ပါလေကဲအဲ့တော့နောက်အစီအစဉ်တွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်အားလုံးစိတ်ဝင်စေဗီဒီယိုကြော်လေးကြမ်းမကြီးကောင်းနေပါပြီကျွန်တော်တို့ အအရင်တင်ဆက်နေကြစီစဉ်မျိုးပုံမှန်တင်ဆက်ဖို့အတွက်ကြိုးစားပါမယ်ခင်ဗျာတော်လန်ပြည်သူပါအဲတော်လန်ပြည်သူပေါ့ဒီရက်နေ့ရင်းရှင်းကြပါစေကျမ်းမာကြပါစေအာနာရှင်လက်ကနေအမြဲဆုံးကြိုးရောက်ပါစေမြန်မာနိုင်ငံနဲ့ကျမ်းမာရှိတဲ့တိုင်းတိုင်းမျိုးကိုမောင်နှမများနဲ့အာနာရှင်ကိုတော်လန်နေကြတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်ကြီးကိုမောင်နှမများအားလုံးပြီးခြင်းကြပါစေဆုမောင်းပါပါခင်ဗျာကျေးဇူးတင်ပါတယ်